Hello ချစ်ရတဲ့ Baby Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ23ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတူသွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ Louis Tuition သတင်းတွေအများကြီးကိုကျွန်တော်အရင်ဆုံးဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့ KAI ကပြစ်ချလိုက်တဲ့စစ်ကောင်စီ Mi-70 ရဲ့ယင်မှာအိန္ဒိယနိုင်ငံထုတ်ကြီကာများတက်ဆင်ထားပြီးစစ်ကောင်စီနဲ့အိန္ဒိယကြားထဲထဲဝင်ပတ်သက်မှုကိုမီးမောင်းထိုးပြနေဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်။အဲ့တော့ရုရှားကဝယ်တဲ့ရဟယင်မှာအတွင်းကအတွက်အိန္ဒိယကုမ္ပဏီထုတ်ကြီကာတွေထပ်ပိုးတက်ဆင်ထားတဲ့ပုံစံမျိုးပါလို့ဒီ Tactical Raptor 2.0မှာတာဝန်ရှိသူကပြောတယ်ပေါ့နော်။အဲ့တော့အိန္ဒိယကဒီလိုမျိုးကူညီထောက်ပံ့မှုတွေကိုကျွန်တော်တွေ့နေရပါတယ်နော်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့မိထီလာကပြူခေါင်းဆောင်ဖမ်းခံရလို့နောက်ထပ်ပြူစောတိ16ဦးနှုတ်ထွက်သွားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်နော်အဲ့တော့အားလုံးသိတိုင်းပဲဟိုနေ့ကဒီပုံမှုနဲ့စကားများတဲ့တယောက်ပေါ့နော်အဲ့ဒါစကားများပြီးတော့အဖမ်းခံပြီးနောက်ပိုင်းမှာနောက်ထပ်ပြူစောတိ16ကောင်ပြန်လဲနှုတ်ထွက်သွားတဲ့သတင်းမှဖြစ်ပါတယ်နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့အုပ်ဖို့မျိုးနဲ့မြောက်ချောကုန်းရွာမှာစစ်မှုထမ်းခြင်းမပေးနိုင်တဲ့ပြည်သူများကိုစစ်တပ်ခေါ်ရိုက်လိုက်လံဖမ်းဆီးမယ်လို့ချိန်ချောက်နေတဲ့ကျွရအုပ်ချုပ်ရေးမှူးတန်းလွင်ပြစ်ခတ်ခံရပြီးတော့မျိုးစာဖြစ်သွားတဲ့သတင်းမျိုးဖြစ်ပါတယ်ဗျာ။ နောက်ထပ်သတင်းစပုတ်ကတော့စကိုင်းမြို့တက်မ33မှာတက်ချက်တူလက်နက်ခဲများနဲ့အတူအလင်းဝင်လာပြီးစစ်တပ်ကိုပြန်လည်တိုက်ခိုက်မယ်လို့ပြောဆိုရလို့ကြားပါနော်အဲ့တော့အလိုမျိုးအချမ်းမစစ်ကောင်စီရဲ့ထဲရလာတဲ့လူတွေပေါ့နော်ပြန်လဲပြီးတော့တိုက်ခိုက်တာတကယ်ပဲကောင်းပါတယ်နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့တောင်တွင်းကြီး၌အတင်းအဓမ္မပေါ်တာဆွဲခံရပြီးအောင်စရာစစ်ကြောင်းပုတ်ခံရသူ2ဦး KLL ထံအလင်းဝင်လာတယ်ဆိုတဲ့သတင်းကောင်းမှဖြစ်ပါတယ်ကဲအဓမ္မပေါ်တာဆွဲခံရသူတွေနော်တနက်ပြောင်းနေလှည့်ရင်လှည့်မလှည့်နိုင်ဘူးဆိုရင်လည်းအမြန်ဆုံးအလင်းဝင်ကြပါနော်လက်နက်တွေယူလာပြီးတော့ မြောက်ရမာတရားတွင်ကျင်းဒီတွဲကားများကိုလုံခြုံရေးယူနေသောစစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုဘုံမူဘုံညံထွန်းပါဝင်စစ်သား5ဦးမျိုးစားဖြစ်သွားရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီနေရာကတော့စကိုင်းတိုင်းစားလင်းကြီးမြို့နယ်ရင်းမပြည်မြို့နယ်ဆက်ရှိမြောက်ရမာတရားတွင်ကျင်းဒီတွဲကားများကိုလုံခြုံရေးယူနေသောစစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုဘုံမူဘုံညံထွန်းအပါဝင်စစ်သား5ဦးမျိုးစားဖြစ်ခဲ့ပြီးတိုက်နယ်နှင့်မဲမောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောတယ်လို့သတင်းရရှိတယ်ပေါ့နော်။ အဲ့ဒီမှာသူတို့ပြောတဲ့ပုံစံဆိုရင်ကျွန်တော်တို့ mindset တိုက်ခိုက်မှုမှာဘုံဘူးညံထုံးအပါဝင်စစ်ခွေး၅កောင်မျိုးစားဖြစ်တယ်စုစုပေါင်းတန်ရတာ9កောင်ရှိတယ်စစ်ခွေးစစ်ကြောင်ရှိတဲ့နဲ့ပြည်သူတွေစစ်ခွေးတွေအနီမသွားလာဖို့တတိပေးလိုပါတယ်တဲ့ပြည်သူတွေကလည်း NDA ရှိပြီးတိုက်ခိုက်သူများလည်းအခက်အခဲရှိတာကြောင့်မသွားလာဖို့ပြင်မေတ္တာခံခြင်းဖြစ်တယ်လို့သတိရရှိပါရနော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ PDF စကန်ကိုလမ်းပြတလန်လောက်ခဲ့သူပြစ်ခတ်ရှင်းလင်းခံရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒါတော့ဘကိုးတိုင်းတာယာရီခရိုင်မင်းလာမျိုးတွေစိတ်ကန့်လန့်ယူရရွှေကြီးမြင့်ရက်ကွက်မှာနေထိုင်တဲ့စစ်ကောင်စီရဲ့လမ်းပြသတင်းပေးဖြစ်သူစန်းသေးကိုပြစ်ခတ်ရှင်းလင်းခဲ့လို့တာယာခရီတာယာဝရီခရိုင်တရင်383ညနေတက်ခွဲ9ကတင်းထုတ်ပြန်ထားပါတယ်နော်။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကောင်စီရဲ့လုပ်ရဲကြောင်းအာဆီယံတိုက်ခါပြိုလဲပျက်စီးသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲဒါအာဆီယံကတော့အစကတည်းကတိုက်ခါကိုမရှိတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်အခုဒီအရေးခင်မှဆိုမြင်တွေ့နေရတာပေါ့နော်ဘသူကဓမ္မလဲဘသူကအဓမ္မလဲဆိုတော့သူတို့သိရင်းနဲ့ဒီအဓမ္မဘက်ကိုကူညီနေတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့အခုချိန်မှာဆိုရင်မင်းအောင်လိုင်းကိုသူတို့ထိမ့်သိမ်းလို့မင်းအောင်လိုင်းမင်းအောင်လိုင်းလွတ်ရည်ဒီကြောင်အာဆီယံကတိုက်ခါတပြားမှပို့ပြီးတော့မရှိတော့တဲ့နေထိုင်ရောက်သွားတယ်ဆိုတော့ကိုအားလုံးလည်းသိပြီးဖြစ်ပါတယ်နော် ကဲသတင်းတွေဖတ်လို့ပြီးမှာတော့ကျွန်တော်တို့ရခိုင်သတင်းလေးနားထောင်ကြည်လာအောင်နော်ရခိုင်မှာပါရီဖြစ်လေဆိုတော့ကိုအတက်တူအီအီကတင်ပိုက်ထားတဲ့ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်တော်မြို့နီမှာစစ်ကောင်စီရဲ့ကြက်တိုက်လီရင်တွေဟာအခုနောက်ပိုင်းညရောညပါနေ့စဉ်ပြန်ဝေးနေကြတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ကြက်တိုက်လီရင်တွေဟာမောင်တော်မြို့နီမြောက်ပိုင်းတောင်ပိုင်းနဲ့မြို့ပေါ်အနီးကိုအထိမေလ15ရက်နေ့ကနေမေလ20ရက်နေ့အထိ နှီးစဉ်ရက်ဆက်ပြောင်းဝေးခဲ့တာလို့ဒီသခန့်တွေက ပြောပါရယ်မနက်အယုံပိုင်းနဲ့ညနေပိုင်းတွေမှာမောင်တော်မြို့နေကိုချက်တိုက်လီငွေနှီးစဉ်ပြောင်းဝေးပြနေလို့မောင်တော်ဒီသခန့်လူကြီးတယောက်ကပြောပါရယ်အခုလို့ပြောင်းဝေးလာနေတဲ့အတွက်ဒီသခန့်တွေအကြာစိုးရင်နေပြီးပတိဝရိယနဲ့နေဖို့လေဒီသခန့်တွေအရှင်ရှင်တိုက်တွန်းပြောဆိုနေကြတယ်လို့သိရပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါ ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ကရှင်ပြည်ဖားကန်းမြို့ကိုရှီတက်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့ကရှင်လူလဲ့ရေးတပ်မတော် KIA တို့တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းတွေဟာမေလ21ရက်နေ့မှာဖားကန်းလုံခင်လန်းကတဒါးညီနောင်သားနဲ့အင်းတော်ကြီးဖားကန်းလန်းကြားကိုရောက်လာတဲ့အချိန် KIA နဲ့ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးတိုက်ပွဲဟာပြင်းထန်နေတယ်လို့ဖာကန်ဒေတာက KIA နဲ့နီးစပ်သူအမျိုးသားတယောက်ကနရင်းဇရာကိုပြောပါရယ်စစ်ကောင်စီဘက်ကလေလေချောင်းနဲ့ပါတိုက်နေတယ်လို့ KIA ဘက်ကလေဖာကန်ကိုလုံးဝအဝင်မခံပေးအသေးခံချနေတာလို့သူကဆက်ပြောပါရယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က အသေးပြောက်များပြီး စစ်ကြောင်းပြိုပွဲမှုတွေရှိနေတယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်နက်ခေယံတရှုပ်ကိုလေ KAI ကတင်စီရမိထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်ကဲနောက်ထပ် CDM ဘူကြီးစီရင်ပြောထားတဲ့တင်းနားအောင်ကြည့်အောင်နော်အဲဒီခုဆိုရင်ဒီ KAI ကဒီလင်းပစ်ချလိုက်တယ် viewer မှုပေါ့နော်သူတို့3300စုချင်းပြည့်တဲ့တင်းပါဝင်တခြားတင်းတွေပြောထားနားအောင်ကြည့်အောင်နော်တိုင်ပွဲမှာဆေးရဟရဲ့၃စီးတဲ့ကနှစ်စီးကိုပိုင်ပိုင်နိုင်နိုင်ပစ်ချနိုင်ခဲ့တဲ့ KAI ကချင်လွတ်မြောက်ရေး တက်မတော်ရဲ့လက်ရည်ကတော့လက်ဖျားခါရတယ်လို့ဆိုရမှာဖြစ်ပါတယ်ပထမတစ်ကြိမ်ရဟတ်ရင်နဲ့အင်အားဖြည့်တင်းနိုင်ခဲ့လို့အမှန်နဲ့စတဲ့စစ်စေးကိုကဲမှုဌာနတဲ့ဝင်းကျင်နေရတွေကိုစစ်တပ်ဘက်ကပြန်လဲဆိုးမှုနိုင်တဲ့အခြေအနေရှိသွားပြီလို့ယူဆမိပါသေးတယ်။ကြံရို့ဟာအသေးကင်ကြီးလို့ကြိုတင်စီစဉ်ပြီးတမင်ဟပေးထားတာလို့ဆိုရမှာဖြစ်ပါတယ်။စောပိုင်းကာလတွေတုန်းကရရရင်စစ်မှုစစ်စေးကိုကဲမှုဟာအမဲကြောင့်မပေးရဘူးဖြစ်ပါတယ်။ နောက်ပိုင်းမှာစစ်ကူမရရင်ကျင်းတော်ကိုကြော်ပြီးခံစစ်ဆင်ရမယ့်နမိတ်လက္ခဏာရှိတာကြောင့်အရေးစုံပြီးအမဲကြောင့်အာမခံပေးလိုက်ရတာဖြစ်ပါတယ်။စစ်စေးကုကဲမှုပေးလိုက်တဲ့အမဲကြောင့်ကြောင့်ရရင်နစီပျက်စီးဆုံးရှုံးရတဲ့အတွက်စစ်စေးကုကဲမှုရောစစ်တိုင်းမှုရောရင်တွေးအိုးလေးရောက်မယ့်အခြေအနေရှိပါတယ်။ရင်တွေးအိုးလေးရောက်မယ်နော်။စစ်စေးကုကဲမှုအတွက်ရင်တွေးအိုးလေးရောက်မှာဆိုရင်ပျော်နေမှာဖြစ်ပေမဲ့ရရင်တစင်းဆုံးရှုံးတစင်းပျက်စီးခဲ့ရတာကြောင့်မသေးမချင်းခံစစ်ဆင်ဆိုပြီးပြစ်ထားတော့မှာဖြစ်ပါတယ်။ ဒီချက်ကိုစစ်စေကိုယ်ကဲမှုလဲသဘောပေါက်လောက်နေလောက်ပြီဖြစ်ပါတယ်။သို့ပါ၍အလံဖြူတောင်လက်နဲ့ချောက်နိဆက်လာပြီလို့ယူဆမိပါရဲ့။စစ်ကောင်စီဟာစစ်စေနယ်မြေမှာရှိတဲ့ရဟရင်ဝင်းရှိတဲ့စခန်းကြီးစခန်းငယ်တိုင်းကိုရဟရင်ရတန်ချိန်9မိနစ်အတွင်းအတက်အဆင်အတင်ချပြီးပြက်အောင်လေ့ကျင့်ထားဖို့ညွှန်ကြားထားတာဖြစ်ပြီးရဟရင်ဟာလည်းစဉ်သက်နေစဉ်မှာရက်ဆက်ရတန်ထားခြင်းမရှိဘူးဖြစ်ပါတယ်။အဆင်အချားနဲ့ကိစ္စဝိစ္စတွေပြီးမှရဟရင်ပေါ်ပြန်ထည့်ပေးလိုက်မယ်ပစ္စည်းပစ္စည်းရနဲ့လူတွေတင်ရတက်ရတာဖြစ်ပါတယ်။ ။တန်ခါလေအားအချိန်ကြောင့်ချင်းညာတော့နဲ့တနတ်နဲ့ရဲရင်ပေါ့မနေ့ကြာကံပြီးတက်ရတာဖြစ်ပါတယ်။ Hmm ။ယခုဖြစ်စင်မှာကြည့်ရတဲ့မှတ်တမ်းဗီဒီယိုရပထမရဟန်းရဲ့ဒစီပြစ်ခတ်နေရစင်ပါတယ်။ဒုတိယရဟန်းရလေထဲကိုစတင်တက်သွားတာဖြစ်ပါတယ်။ပြတ်ကျသွားခဲ့တဲ့ရဟန်းရဲ့ပိုင်းတော်ဟာကြောက်စိတ်အလွန်ကြီးမားသွားပုံရပါတယ်။တကယ်လို့သာဒီပေါ်ပြန်တက်မပြေပဲရဟန်းရဲ့ကိုဆက်တက်ပြီးရဟန်းမြင်ရင်ပေါ်ကအစင်းပြေခဲ့မယ်ဆိုရင်တော့မဆီကြိုက်မှာမဟုတ်ဘူးဖြစ်ပါတယ်။ ဒါပေမဲ့သူတွေကဒီမာနေရှင်လဲပြန်လာမယ်ဒီစစ်ထိုင်တိုက်နေရတော့မယ်အတွေ့လဲရှင်းကျင်ရှိနေမှာဖြစ်ပါတယ်ဘမောစင်းရနဇာဦးတေယူပို့ဆောင်ရရဟရင်တွေကာလတော်ကြမလာတော့ဘူးဆိုတာကတော့မြေကြီးလက်ခတ်မလွဲတေချာသွားပြီဖြစ်ပါတယ်စစ်ကူရောက်ဆရာအကြောင်းမရှိတော့ဘူးရိတ်ကာခေယံတူတဝဲကူတဝဲရမယ်ရဟရင်နစီပြစ်ချခံလိုက်ရတာကိုကြားသိရတဲ့ဘမောကစစ်သားတွေစိတ်နဲ့ပြပြသွားပြီဖြစ်ပါတယ်ဘမောကကြကူကြတော့မှာဖြစ်ပါတယ် နောက်တစ်ချက်ကရွှေကူကမစေးကူကထပ်မံတိုက်ခိုက်ဖြစ်စည်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ရွှေကူမှာနေမြေကန်တိုက်ရဲနှစ်ရင်းအပြင်အမတ်၈၈ချင်းမြန်တပ်မဌာနချုပ်နဲ့လက်အောက်ခံတပ်တချို့ရှိနေတာကိုလည်းတွေ့လိုက်ရပါတယ်။ဘုံမောကိစ္စဝေစာအားလုံးဖြတ်ပြီးရွှေကူကိုလက်ကျန်ဖြတ်လာနိုင်ခြင်းရှိတယ်လို့အမှန်ဆရပါတယ်။အဆိုပါရဟယပြစ်ချခဲ့တဲ့ဖွဲ့ကဘူဂျုံကြီးခွမ်မောကိုယ်တိုင်300လက်ထက်အယောက်စုချင်းနေတာကိုတွေ့ရတော့နောက်ထပ်ပြစ်ချနိုင်မှုအားအင်းတွေပုံမောရရှိသွားပြီဖြစ်ပါတယ်။ စုဝင်ပမာဏတဲ့ယခုလိုကိုရီးလက်ရောက်လက်ပေါင်းတတိကြီးမြင့်မှုဟာမြေပြင်တန်မှုတွေအတွက်ဘာနဲ့မှမလဲနိုင်တော့ဗီတာမင်စိတ်ဓာတ်ခွန်အားကိုရရှိစေတာဖြစ်ပါတယ်။ကဲကြားရတိုင်းပေါ့နော်။ကြင်ရတော့အခုချိန်မှာဆိုရင်ဗီတာမင်ခွန်အားတောင်ရသွားပြီပေါ့နော်တော်တော်လေးကိုအဲ့တော့ဘာပြောတကယ်ဝန်သက်စရာကောင်းတယ်နော်။ဒီကချင်မှာဒီလင်းပြစ်ချက်တာကချင်အတွက်ဒီပမော်အတွက်ပဲကောင်းတာမဟုတ်ဘူးနော်။တနိုင်ငံလုံးကပြည်သူတွေကအချီးကျူးထောမနာပြုခံရတာပေါ့နော်။လင်းရင်ပြစ်ချက်ခံရတဲ့တရင်ကြားထဲမှာပြည်သူတွေကဒီပြစ်ချလိုက်တဲ့အဖွဲ့အစည်းကိုပေါ့နော်လုံးဝ ကြီးကျူပြီးသားဆွတောင်းပေးပြီးသားဂုံယူပြီးသားပေါ့နော်ဒီလင်းကြောင်ပဲပြီးသူဒုက္ခရောက်နေဆိုတော့ခုချိန်မှာဒီဘမော်ကလည်းဒီလှပေါင်းများစွာပေါ့နော်နှစ်တော်လောက်တိုက်ခိုက်ခဲ့တဲ့အချိန်မှာခုချိန်မှာဒီလိုမျိုးလင်းရင်ပြစ်ချနိုင်ခဲ့တဲ့အတွက်ပေါ့နော်အခုဆိုရင်ဂျမတ်စစ်ကောင်စီဘက်ကတော်တော်ကြီးကိုစိတ်နဲ့ပြက်ပြားနေမှာတေးကြတယ်ပေါ့နော်ဒါအပြင်ပုံပြီးကြိုက်သွားတာပေါ့နော်ရထားတဲ့ရဟန်းကိုတွားရောက်ပြစ်ခတ်တိုက်ခိုက်ပြီးတော့နော်လုံးဝ ဖြက်စီးပြစ်လိုက်နေတာလည်းတကယ်ပဲပေါ့နော်အားရစရာရမ်းကောင်းပါတယ်နော်အဲ့တော့ဘလူးပဲပြပြောအခုချိန်မှာဆိုရင်တော့ဘမောမျိုးသိန်းတိုက်ပွဲကပြီးတော့ပဲအချိန်ဒီမှာရောက်သွားပါပြီနော်ချမ်းမက်စစ်ကောင်စီဖွဲ့ရတာလုံးဝစိတ်သက်ကတော့ပြတ်သွားသွားပါပြီကဲနောက်ထပ်ပေါ့နော်ဒီမှာစိတ်သက်ပြက်ပြားနေတဲ့ဘောမမမောင်လည်းဘာတွေပြောလဲချက်နားတော့ကြည့်အောင်ယူသားမှုကျူးသားမှုနဲ့စပြီတော်ပါတယ်ဆုံးမတော့ဘူးရှိရတဲ့စိတ်တမ်းမရှိဘူးထားပါဂျပန်တို့ဘာလို့မဆိုသုံးမချရင်ချက်ချင်းလန်ငင်ဟိုဘယ်လိုခေါ်မလဲဆိုတော့ပေးတက်ကိုကျွန်တော်တို့ပြည်သူကိုတောင်းပန်ပြီးနှုတ်ထွက်တယ် ယာရုယာရန်နေဆိုတော့သူတို့ဒုတိယထားတယ်သူတို့ရိုးသားမှုအဓိကထားတယ်အဲဂျပန်အောင်မြင်တယ်အကျွန်ုပ်စီကယာရုယာကန်နဲ့ယာရုယာကန်နဲ့အကောင်လုံးကိုကြည့်လိုက်ပြီးရှင်တာဝန်ယူမှုတာဝန်ခံမှုနဲ့နော်နောက်ဆုံးပိတ်ပေါ့ဗျာဂျပန်လူမျိုးတွေလိုမျိုးစိတ်ဓာတ်မျိုးထားမှာတာဝန်ယူမှုတာဝန်ခံမှုဘယ်လောက်ထားလဲဆိုတော့ဆာမူရိုင်းနေသူတို့ရဲ့ကြရှုံးမှုကိုတာဝန်ယူမှုတာဝန်ခံမှုဘယ်လိုထားလဲအဲစိတ်ဓာတ်မျိုးနဲ့စစ်တိုင်မှာနိုင်တယ်အခုတော့ အပြဒနာတစ်ခုဖြစ်တိုင်းမှာဟိုလူပုံကြလက်ညိုးပေါင်းငေါငေါအပေါ်နေထိုင်ထိုးနေတဲ့ဥမင်းအွန်လိုင်းလိုပဲဥမင်းအွန်လိုင်းစစ်တပ်ကလူတွေကလည်းတာဝန်ယူမှုတာဝန်ခံမှုလိုတယ်ရိုးသားရမယ်ဗျာနော်ဟိုကျွန်တော်လေးရင်ဗျာအသုံးစီးလုံးသူတို့ပြစ်ချပလိုက်အောင်ဟုတ်ရဟုတ်တယ်ဝန်ခံရမယ်အေးဒီကဝန်ခံတာဒီသုံးစီးလုံးပြစ်ချသွားတာဘဝကြီးလည်းမဟုတ်သလိုဒါကြီးကအဖြေလည်းမဟုတ်ဘူးအဓိကကျွန်တော်လိုချင်တာကရိုးသားမှုနဲ့တာဝန်ခံမှုနဲ့ပြတ်သားမှုနဲ့တိုက်ပွဲကိုနိုင်အောင်တိုက်ပါမယ်ဆိုတော့ ပြတ်သားမှုပဲလိုချင်တယ်ဒီစကားမျိုးပဲလိုချင်တာအဲ့တော့မှဇာမရှိရင်စစ်သားမလုပ်ကြနိုင်ဘူးเนาะကျွန်တော်ပြောချင်တယ်အဲ့တော့အခုလက်ရှိဒီ27မှာအာဒီပေါ့ဟိုရဟယေမောเนาะရဟယေပြစ်ချခံရမှုကပြစ်ခတ်ခံရမှုကအခုဗီဒီယိုဖိုင်ထွက်လာပြီသူတို့ဘက်ကသတင်းတွေကျွန်တော်အားလုံးကိုသုံးသပ်ကြည့်တဲ့အခါမှာဖြစ်ပုံကဒီရဟယေကဆင်းလာတယ်ဆင်းလာတဲ့အခါမှာမဆင်းငင်ကလေးကအပြစ်ခံရတာအဲ့တော့ အဓိကကဒီပေါ့နော်ဒီ mission တစ်ခုကိုဆောင်ရွက်တဲ့နေရာမှာလည်းအားနည်းချက်ရှိတယ်ဆိုလို့ရှင်တာကဒီပေါ့ဟို0.5တကန်းစာလောက်ထိက0.5တကန်းစာပေါ့ဗျာဒါမှမဟုတ်ရှိတယ်တလက်ပြစ်နိုင်တဲ့ကျွန်တော်တို့ကြည်အကွာဝေးအထိကကိုကနည်းနည်းရှင်းထားရမယ်အဲ့လိုနည်းနည်းရှင်းထားမှုမရှိတဲ့ခါကျတော့အဲကျွန်တော်တို့အဲဒီရဟတ်ရေထိခိုက်ရတယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့ဗျာနော်ဘာကြောင့်လဲဆိုတော့ဒီတကန်းစာ အဲစစ်တက်ကလည်းဒီပေါ့နော်27မှာရှိတဲ့စစ်တီတွေကလည်းမရှင်းဘူးလို့ဆိုတော့တို့လည်းအကောင်းဆုံးကြိုးစားခဲ့ပုံရပါမယ်နော်အကောင်းဆုံးကြိုးစားမှာပါအဲကြောင့်ဒီနေရာလေးဆိုတော့ကြိုတင်ပြီးတော့ရဟရင်လာပြီဆိုကြတဲ့ကပေါ့ဗျာနော်ဒီနေရာလေးကြိုတင်ရှင်းသားမှာဆိုတော့တို့လည်းကောင်းကောင်းသိမှာပဲသိရတဲ့အတွက်ကြောင့်မို့တို့ရှင်းသလားဆိုတော့လည်းရှင်းတယ်လို့ကျွန်တော်မျှော်လင့်တယ်ဘာကြောင့်လဲဆိုတော့ဒီလောက်ထိအရေးကြီးတဲ့ mission တစ်ခုကိုဆောင်ရွက်နေတဲ့အခါမှာဒါကဘယ်ချိန်ဘယ်ချိန်မှာလေးရင်လာမှာဆိုတော့ဘလူးမှလည်းမသိဘူးကျွန်တော်လည်းမသိဘူးနော်အဲတော့တို့တွေတေချာလေးစီစဉ်ထားမှာပဲ အဲစဉ်းစားပြီးတော့ဒါပေမဲ့တပုံမဲ့ရဲ့ view ဟာကိုကျွန်တော်ပြန်လေ့လာကြည့်တယ်အလေ့လာကြည့်တဲ့အခါမှာတော့သူတို့ကကျွင်းတူတယ်ကျွင်းတူပြီးတော့ခိုးအောင်းမင်းနေတာအဲ့တော့စစ်တီတွေအနေနဲ့မရှင်းဘူးလို့ဆိုရှင်းတယ်ရှင်းမယ်အကုန်လုံးမရှင်းနိုင်တဲ့ဒိုင်းတာတွေဖြစ်သွားတယ်အကုန်လုံးမရှင်းနိုင်တဲ့ဒိုင်းတာတွေဖြစ်တဲ့အခါမှာတော့ကြံနေတဲ့နေရာနဲ့0.5နဲ့သူတို့ပြစ်သွားတာပြစ်တဲ့အခါမှာလေးငါမစင်းငင်ကလေးကပြစ်ခတ်ခံရပြီးသားဖြစ် ကဲနော်ပောက်ခရရီရှောက်ပြောတယ်နော်မနေ့အားလုံးမြင်ပြီးသွားပြီနော်ကာမီကာစီဒရုန်းနဲ့ပြစ်လိုက်တဲ့ဟာဗီဒီယိုဖိုင်တော့ထွက်သွားပြီအဲ့တော့ဒီဗီဒီယိုဖိုင်မထွက်ခင်မှာ तू ကပြောထားတာဆိုတော့ဗောနော်ပောက်ခရရီရှောက်ပြောမှသိတာအဲ့တော့လင်းရင်ကိုကြည့်လိုက်တဲ့သိရလေအော်လင်းရင်သိတာမရှိဘူးအထုပ်တွေအားလုံးဆိုင်ရဖင်လန်းနေပစ္စည်းတွေအကုန်လုံးချသွားတယ် तू စူးစမ်းပြီးချသွားတယ်အဲ့တော့ချပြီးတော့လင်းရင်ကပြန်ပြီးတော့ပြန်တက်သွားတယ်ပြန်တက်သွားပြီးတဲ့ခါမှာတော့တနေရာမှာသွားပြီးတော့လင်းရင်လုံးဝပြတ်ကျသွားတယ်အဲ့တော့ ီပေါ့နော်ဟိုရဟတ်ရင်မောင်းတဲ့ပိုက်လော့ရဲ့ဆုံချက်ချက်ပေါ်မှာလဲအများကြီးမူတည်တယ်ပေါ့အကယ်၍သာပေါ့ဗျာနော်အဲ့ဒီလေရင်ကိုအဲ့ဒီရဟတ်ရင်ကိုဆက်မထွက်တဲ့ပင်နဲ့ပြစ်ခတ်ခံလိုက်ရပြီအပြစ်ခတ်ခံလိုက်ခါမှာဆက်မထွက်ပဲနဲ့အဲ့ရဟတ်ရင်ကိုအဲ့ဒီမှာပဲခေတ္တခဏနားလိုက်မယ်ဟေးဆိုလို့ရှိရင်ဒီရဟတ်ရင်နဲ့တူသူဒီအသက်ဆုံးရှုံးမှာမဟုတ်ဘူးအဲ့တော့လေရင်နှစ်စင်းပေါ့အဲ့ဒီရဟတ်ရင်နှစ်စင်းပြန်တယ်ပြန်တတ်သွားတယ်နော်အလုံးပေါင်း၃စင်းလို့တော့ပြောတယ်အဝရောခက်ခဲသွားတယ်။ဘာကြောင့်ဆိုဖြည့်ညက်ကပ်ပုံစံမျိုးသွားတွေ့ရတာပေါ့နော်။ ခုဒီအခြေအနေတခုနောက်မဖြစ်ဖို့အတွက်ကိုတော့ကျွန်တော်တို့နောက်တစ်ခါကဲဒါကတော့ဘောမောင်မောင်ကိုယ်တိုင်ပြောထားတဲ့ရဟန်းပြကြတဲ့သတင်းပဲဖြစ်ပါတယ်နော်แกคุเจมทรินวีดีโอก็တော့ဒီโบมูเนี่ยဒီปาทาปาทาซะเนี่ยบ่เนาะဒီစကားများတဲ့ဗီဒီယိုဖိုင်တက်လာပြီးနောက်ပိုင်းမှာအဲ့ဒီកောင်ဖန်ခံလာရပါเนาะဒီပါစာကိုဖန်ခံတဲ့အတွက်ဒီပောက်ကွဲနေတဲ့ပောက်ကရုံးရဲ့ဗီဒီယိုကျွန်တော်ကြည့်ရဖြစ်ပါเนาะအဲ့ပောက်ကရုံးဘာတွေပြောလဲချက်ထားတော့ကြည့်လား မိတိလာတဲ့ထဲမှာစစ်မှုထမ်းမပေါအောင်လုပ်ပေးမယ်တိတ်ခွနဲ့ဆယ်ပြီးပြောရင်ပြီးခဲ့ကြအောင်၎င်းတက်ထဲမှာကားနဲ့ခေါ်ထုတ်ပေးခဲ့ကြအောင်စစ်စစ်မင်းမြန်ကြရတိရပါတယ်တဲ့ဝင်ယူပြီးတရားမဝင်တရားဝင်မလုပ်ပေးပဲခိုးထုတ်တော့အဖမ်းခံရတဲ့လူငယ်အနေနဲ့ဝေလဲပေးရသေးအေးအေးယူလဲခံရသေးဖြစ်ပြီးပါဝင်ပတ်တဲ့သူများကိုတာဝန်ရှိလူကြီးမင်းများမှခေါ်ထုတ်အေးအေးယူဖို့လိုနေပါပြီတဲ့တာဝန်ရှိလူကြီးမင်းများမှပေါ့နော်ဘလူတွေပဲအဆင့်ထိပါဝင်ပတ်တဲ့ပြီးလှူစားနေလဲဆိုဖော်ထုတ်ဖို့လိုမှထင်ပါတယ်တဲ့အခုရွာတွေကငွေကောက်တာခမန်းပြင်းမြ လေးတောင်ပဲထားပါဦးနဲ့တက္ကမအင်ဂျီတရာအနည်းဆုံးနဲ့တွေ့အောင်နဲ့မိတိလာမှာတိုက်ငယ်လေးခုဒီပါပေါင်း58 58ဟုတ်ဆုံးဒီပါပေါင်း389ရွာရှိတယ်တရွာတွင်အင်ဂျီပြင်းမှတရာပဲတွေ့မှဆိုရင်လေးတောင်တို့လေးပေါင်း340ရရတယ်ပေါ့နော်အဲ့တော့ရွာပေါင်းဘယ်နှရွာကောက်ခိုင်းတယ်လဲတော့မတိရသေးပါဘူးတဲ့အဲ့ဒါ session နဲ့35အတွင်းမလွဲမတွေ့စစ်မှုထမ်းရမှာပဲအခုလိုတွေငွေပေးလိုက်လုံးလုံးဝစစ်မှုမထမ်းရဘူးတော့ဘယ်သူမှအာမမခံပါဘူးတဲ့အခုလိုရွာတွေကိုဘယ်သူကပတ်စံကောက်ခိုင်းတာလဲ အဲ့ဒီငွေတွေဖယ်ရောက်သွားလဲစစ်မှုထားဥပဒေအကြောင်းပြလှုပ်ရှားနေကြခြင်းမှာမိထီလာတို့မိထီလာသားမြန်မာကင်းဝေးကြပါသေးတယ်ဇော်ယူသွင်းနေပေါ့နော်ဇော်ယူသွင်းပေါ့နော်ဒီတခါကြီးကအဲ့ဒါလေးနဲ့တင်လိုက်တယ်ပေါ့နော်အဲ့ဒါတင်လိုက်တော့ဒီမိထီလာကနေမှအဖွဲ့မိထီလာမဆာဝါလာဟိုဝင်လာပေါ့ရောမဆာဝါကောင်းစီလာပါမလို့အဲ့ကိုဇော်ယူသွင်းကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှုနဲ့900ငါးနဲ့ဆွဲလိုက်တယ်လို့ဦးစင်းတို့ဒါ73ရက်နေရာတင်တာပေါ့ဗျာလွန်ခဲ့တော့တုံးလေးလေးတစ်ပတ်လောက် လင်းရဲလောက်ကဆွဲတယ်လို့ဦးဇင်းတို့ကြားသိရတယ်ဗျနော်တကယ်လည်းဒီလူကတော့လေအဲ့ဒီမက်ထီလာမျိုးမှာသူဒီလိုမတင်ခင်ပေါ့နော်ဒီရင်အပတ်မှာလည်းမလိုင်ကဘုံမှုတယောက်နဲ့သူမက်ထီလာဂိတ်မှာဘုံမှုကနေမှာနည်းနည်းလေးဘုံမှုကမူလာအောင်ကြားတယ်ပေါ့နော်ကားစီလာတယ်ကားမန်ချခိုင်းတယ်ဘုံမှုမှတော့ဗက်တီမှာလေးဗျရောက်ဝင်တယ်ဆိုတော့အဲ့တော့အညာလမ်းမှာဒီလိုစုံကုန်ပြီးရဲကားတွေလိုက်အပြစ်ခံရပါတော့ဗျာ။ရေကညလာမှာပေးကြတက်တက်လာတယ်။အဲ့တော့ညီသူများလည်းသူကအနေနဲ့တော့ဒီဟာကမှန်လေးချပေးဖို့အတွက်မေတ္တာရက်ခံတယ်။မေတ္တာရက်ခံတာမှာဘုံမလည်းမကလှက်လှက်ပြီးမှချင်းချင်းဖြစ်ကြဖြစ်ကြပေါ့နော်။ ဖြစ်ကြတယ်အဲ့မှာချိန်နေဖြစ်တော့လူအဲ့မှာဖြစ်ကြတယ်ပေါ့ဗျာဖြစ်ကြတယ်ဒီမှာလူအဲ့ကိုတော်ထွန်းနေဦးသိန်းစီဖုံးဆက်တယ်အဲ့မှာဦးသိန်းလည်းချက်ချင်းလည်းငယ်မိထီလာပုံမှုစီဖုံးဆက်တယ်ဒကာကြီးတကာကြီးမားတယ်ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးအဲ့တော့တောင်းပန်လိုက်ပါဒကာကြီးကသူလည်းအဲ့ဒီဘုံမူလည်းယောက်ျားကောင်းဖိတတယ်လို့ပဲပြောရမှာပဲဦးသိန်းကအေးဆေးဆေးပြောပြောသူကိုယ်တိုင်လည်းသွားပြီးမှတောင်းပန်တယ်ဒါရုံးထီသူတောင်းပန်တယ်ပေါ့နော်ကိုတော်ထွန်းကတော့ခွန့်လွတ်တယ်ခွန့်မလွတ်ဘူးဆိုတော့ဒါကတော့ဦးသိန်းကတော့အချင်းချင်းပြေးလဲစေချင်တာဟုတ်ပြီညစ်စေချင်တာပေါ့နော်ဒီတောင်းပန်တာကတော့ဦးသိန်းတို့ပြည့်တယ်ဒါနဲ့ဒီဗီဒီယိုဖိုင်နဲ့ပြင်ပြီးလိုင်းမော်တော်ကူတက်လာတယ်လို့ အာမြေရှင်မတော့ကျွမ်းလာမြေရှင်ပေါ့ပါလေဆောဆောတွေ့လိုက်ရတယ်ဒါကတယောက်ကပို့တဲ့အတွက်ကြောင့်ဘလို့တွေ့လိုက်တော့တစ်ဖက်အားရသွားတာပေါ့ဗျာနော်တစ်ဖက်အားရသွားတာပေါ့ဘလူတင်နေတော့အခုတော့လည်းမပြောတော့ဘူးတစ်ဖက်တည်းရောဒါတွေကိုလိုလိုလိုပေါ့နော်ဘုံမှုတွေကဒလိုမို့လားဘုံမှုတွေကဒလိုဒီလိုပြီးလို့စစ်တဲ့ဘလို့အနိုင်ကျင့်တာလားဆိုတဲ့စကလုံးတွေတော့ဖြစ်သွားတာပေါ့နော်ဒါစိတ်တော့မကောင်းပါဘူးတင်လိုက်တဲ့အတွက်ကြောင့်နော်အဲ့တော့ပြောကြည့်နေတာကကိုဒီကိုစောယူထွန်းဒီနိုင်ငံတော်မှာတာဝန်ထမ်းဆောင်နေတဲ့အချိန်ကတကယ်စစ်သားကောင်းတယောက်ပါပဲခုလဲ မချီလာမျိုးမှာအကူအားထားရတဲ့ကျေးဇူးစစ်ကောင်းဆောင်တယောက်လို့ဦးစင်းတော့တော့တုံးတက်ချင်ပါတယ်ဗျာနော်။ဒါကြောင့်နိုင်ငံတော်ကြီးကဲများအနေနဲ့တူတင်တဲ့ဟာနိုင်ငံတော်ကြီးကဲလူကြီးမင်းများအနေနဲ့ချိရောက်သွားရေးယူပေးပါလို့တင်ရင်းဖြစ်ပါတယ်။အဲ့တော့ဒီလိုကိုချင်းချင်းဒီ905နိုင်ငံတော်ကြီးညိုပြက်စီတာလား။ ။ဒါမှမဟုတ်အမြင်ကတ်မုံနဲ့ဟူသောသောမလိုက်ရဘုံမှုကိစ္စနဲ့ပဲဆက်ဆံမှုမှန်းအချင်းချင်းဒီကောင်တို့တို့အမြင်ကတ်တယ်ကွာတကယ်ချင်းတို့တို့လိုပတ်ဆင်ချင်းကွာလုံးလိုက်ကွာဆိုမှတွေ့လောက်တလားဆိုတော့ဦးစင်းတို့နေနဲ့ဝေခွဲမရဖြစ်နေရပေါ့နော်။ဒါနဲ့ပတ်သက်ပြီးမှတောင်တာလေးဆရာတော်ကိုယ်တိုင်ကလည်းဒါရေးပြီးမှတင်ထားတာလေတွေ့ရတယ်။ဦးစင်းကိုယ်တိုင်လည်းတောင်တာလေးဆရာတော်ရေးတဲ့စာလေးကို Telegram မှာတင်ထားတာတော့ရှိပါတယ်ဗျာနော်။ တော်တော်ယူထွင်းရဲ့ခံယူချက်ကိုလည်းမနေ့ဖြစ်မှာဥစဉ်ဆက်ပြီးမှတင်ပါအောင်မယ်ဗျာအားလုံးသာပါပဲဗျာဟုတ်ကဲ့ဒါတော့ background ရဲ့ video file ဖြစ်ပါရင်တော့ကြားရတဲ့အချိန်မှာသူကမွေးထားတဲ့သူတွေကိုတော့သူမကာကွယ်နိုင်ပဲနဲ့ပေါ့နော်လေကြီးမိုးကြီးနေပါတော့သူလဲစစ်တက်ကိုဖားရနေတဲ့အခြေအနေဖြစ်တယ်ဆိုတာအားလုံးကဒီချင်းဒီချင်းသိတာပါပဲเนาะအဲ့တော့ဘာပဲပြောပြောဒီပတ်စတို့ဘာလို့ဆိုတာကစစ်တက်ရဲ့ခိုင်းဘက်ဆိုတာတော့သိကြပါပဲเนาะကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာတော့အခုဆိုရင်ဒီအရခတ်တော် A ရဲ့ဒီနောက်အနောက်ပိုင်းပေါ့เนาะဒီမြန်မာပြည်ရဲ့အနောက်ပိုင်းတစ်ချမ်းကို ီရပြရရှိသွားတဲ့နဲ့ပတ်သက်ပြီးတော့အခုဆိုရင်ဘင်္ဂလားဒေ့ရှ်ကဒီအရခတ်တော်အင်းနဲ့ပဲစကားပြောနေတဲ့အနေအထားတွေတွေ့ရမှာနော်အဲ့တော့ကျော်မင်းမင်းကအခုဆိုရင်ဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ပြီးတော့သူဘာတွေပြောလဲတခြားနားလောက်ကြအောင်နော်ဘင်္ဂလားဒေ့ရှ်ကဟိုဟာကနေပြီးတော့သတင်းစကားပြောတယ်အဲ့စကားကပြဿနာရှိတယ်ပြဿနာရှိတယ်ပြီးခဲ့တဲ့ရက်ပိုင်းကဘင်္ဂလားဒေ့ရှ်ကသူပြောတယ်လေသူတို့မြန်မာနဲ့ဟိုဟာချားမှာတဲ့နော်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်ချားမှာစာနာမှုစင်းကြံနော်အဲအဲလူသားချင်းစာနာမှုစင်းကြံစင်းကြံတည်းရထားဖို့နော်အဲ့တော့ ဘေးလေးတွေတော့ထားထားဖို့ဆိုပြီးတော့သူကဆွေးနွေးထားရှိပါတယ်ဗျာဆိုပြီးအကြီးကျယ်ထွက်လို့ကျွန်တော်တို့ပြောတယ်ဟာတိုင်းရဲ့ဘက်ဖာဆောင်ထားတော့မယ်လို့ပြောတယ်အခုအဲ့လိုပြောခဲ့တဲ့เนาะဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဦးစီးနှာရဲ့အကြံပေးပုဂ္ဂိုလ်ကဘာပြန်ပြောလဲဆိုတော့မြန်မာနိုင်ငံတွေ့တဲ့ဘင်္ဂလားဒေ့ရှ်ကနေစဉ်ဇင်းညံထားရှိတဲ့တည်းပတ်သက်ပြီးတော့ဘယ်သူမှမတော့ဆွေးနွေးမှုမရှိပါဘူးတဲ့ဆွေးနွေးမှုလည်းလုံးဝမဟုတ်ပါဘူးတဲ့ကဲပြောင်းပြောပြန်ပြီပြီးခဲ့တဲ့တိတ်မကြသေးခင်လပိုင်းလေးရမှာရပိုင်ပြီးခဲ့တဲ့တိတ်မကြသေးခင်ဟိုဖြစ်ပြောခဲ့တာအခုမဟုတ်ဘူးပြန်ပြောပြန်ပြီအဲ့ဒီကောင်တွေကသူတို့စကားကြွန့်သွားတာကိုသူတို့ပြန်ပြီးတော့ဖြည်းဖြည်းချင်းပြန်နှုတ်နေတဲ့သဘောရှိတယ် ဒါဒီစကားကျွန့်သွားတာကဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံအတွက်မြန်မာနိုင်ငံကိုပြိုင်ပွဲပြုတ်ဖို့ဘင်္ဂလားဒေ့ရှ်ကလည်းဆင့်လူသားချင်းစာတော့အကူအညီလို့ပို့ဈေးညထားမယ်ဆိုတာကကုလသမဂ္ဂလူတွေနဲ့သူစကားပြောတယ်အမေရိကစစ်တပ်ကောင်တွေတွေ့ချင်မှာစကားပြောတယ်ဒါတွေပြောတဲ့ချိန်မှာသူအဲ့ဘင်္ဂလားဒေ့ရှ်ကရန်ပေးဖို့ကအဲ့မှာထပြောတယ်ပြောပြီးတော့မှကုကြမှာသူပြန်ပြီးတော့မပြောပါဘူးလို့ပြန်ပြီးတော့မဆွေးနွေးထားပါဘူးဆွေးနွေးတာလည်းမလုပ်ပါဘူးထပြောတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာဘက်ကတုံ့ပြန်မှုတွေကြောင့်သူပြောတာကဲဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ website ရှိတယ်အဲ့ website မှာဆိုမြန်မာနဲ့ပတ်သက်ပြီးတော့အများအားသွေးရိုးစမ်းပြီးရေးနေတယ်ဘင်္ဂလားဒေ့ရှ်ကကျွန်တော်တို့အများအားသွေးရိုးစမ်းနေတယ် မြန်မာနိုင်ငံတမျိုးသားလုံးကိုသူတို့စမ်းပြီးစိန်ခေါ်နေတယ်ခင်ဗျားတို့သွားကြည့်ကျွန်တော်ကပွန့်နေပြီအဲ့ဒါကြည့်ကြည့်ပြီးတော့စိတ်ထဲမှာဘင်္ဂလားဒေ့ရှ်ကငါတို့အချိန်မြွေးဒုက္ခပြင်းမဲ့နိုင်ငံပဲကျွန်တော်တို့ကကိုယ့်ဘက်ကိုကြည့်နေတာနော်အရှိရက်ကိုမျောနေတာဘယ်ဟုတ်မလဲနောက်ဘက်ကလည်းကျွန်တော်တို့ချိုးရှိုးနေတာတခါကြရင်တော့တခါကြရင်ကျွန်တော်တို့ပွန့်နေပြောတာတချို့ကိစ္စတွေပါနော်ခင်ဗျားတို့နော်ဟိုအရှိဦးပြငန်းမနေနဲ့အနောက်ကလည်းနောက်ကလည်းအနောက်ကလည်းဝင်သွားနိုင်တယ်နော်ရှေ့ရည်ရဲ့ဝင်မဲမထင်းနဲ့နောက်ကလည်းဝင်ဝင်သွားနိုင်တယ်နော်တခါကြရင်ကျွန်တော်တို့ကလည်းလူခန္ဓာကိုယ်က လူခန္ဓာကိုယ်လို့ပြောမယ်ဆိုတော့ခင်ဗျရှေ့ကြီးပဲဝင်နေမှထင်တယ်နောက်ကလည်းဝင်သွားနိုင်တယ်အပေါ်ကလည်းဝင်သွားနိုင်တယ်ဘယ်နာဝင်မှမသိဘူးဘေးကလည်းဝင်သွားနိုင်တယ်အဲ့တော့ဒါခါကြရင်ကျွန်တော်တို့အားလုံးကရှေ့ကိုပဲမဲနေတာကဲကြားရတယ်မနော်ရှေ့မှာတော့ထိုင်းနိုင်ငံပေါ့နော်အပေါ်ကတော့တရုတ်နိုင်ငံနောက်ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာစော်နေပေါ့နော်မင်းအောင်လိုင်းရှေ့ပဲမဲနေတာအနောက်ကဝင်သွားမှတော့ခံအောင်မယ်အဲ့တော့ဘာပြောအနောက်ကအနေများတယ်နော်အနောက်ကတော့ဝင်ခံလို့မရဘူးဘုရားမလားဟုတ်တယ်မလား နော်ကဲကြားရတယ်ပေါ့နော်အဲ့တော့အခုချိန်မှာဆိုရင်တော့ဂျပန်စီကောင်စီမရောက်လာရတာသူ့ကိုဝိုင်းပြီးလုံးမဲ့ကောင်တွေပေါ့နော်အဲ့တော့သူနိုင်ငံခြားသွားတယ်ဆိုရင်လည်းအားကြောင့်အားလုံးပြောရပေါ့နော်စီပလင်းခါကြထိုးပြီးသွားတယ်ဆိုတော့တကယ်မှန်တယ်နော်ကဲနောက်ဆုံးမှာတော့ကိုစီပြောထားတယ်ပေါ့နော်ကျွန်တော်ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တပ်ပါတီနဲ့ပတ်သက်ပြီးပြောထားတဲ့ဒီသုံးသက်ချက်လေးနောက်ထပ်လို့ကောင်းပါတယ်နော်အခုချိန်မှာဆိုရင်တော့ဒီဘေးထိုင်ဖို့ပြောပြီးမှနော်ဘာမှဒီတော်လိုင်းထက်မှလည်းထဲထဲဝင်ကြီးကြီးမားမားမပါဟိုဘက်လည်းမဟုတ်ဒီဘက်လည်းမဟုတ်ပေါ့နော် ဒီဘက်ကလည်းဆဲဟိုဘက်ကလည်းဆဲယူမှာပေါ့နော်နေရာမရတဲ့သူတွေကတပ်ပါတီတွေဖြစ်တယ်ဆိုပြီးမှပြောထားတယ်နောက်ထောင်ကြည့်အောင်နော်เนาะဒါကိုတော်လှန်ရေးပေါ်ကိုစေတနာဖြူစင်တဲ့ပြည်သူကစပြီးတော့လုံနေတဲ့ဒူတိုင်းတိဖို့လိုအပ်နေပေါ့တတ်အုပ်စုဆိုတာကလက်ရှိရန်သူဟာဒီဟာကကျွန်တော်တော်လှန်အင်အားစုဒါရန်သူအဲ့တော့ရန်သူဟာတော်လှန်အင်အားစုကိုတွေးခွဲတက်ရှို့လို့ဘလို့မှမရတဲ့အဆုံးမှာ task အုပ်စုဆိုတဲ့ဟာကိုနောက်ထပ်တအုပ်စုစင်ပြိုင်ပုံစံမျိုးထောင်ပေးလိုက်တယ်။အဲ့ဒီ task အုပ်စုမှာဘလို့ဟာမျိုးတွေပါတယ်ဆိုတော့ရန်သူဘက်ကကောင်းနေပါတယ်။ပြီးလို့ရှိရင်ရန်သူဘက်ကတော့မဟုတ်ဘူး။ဒါပေမဲ့ခွေးနေရမရလို့ကိုယ့်အကိုအရေးရှိမရှိလို့စောက်တော့မကြလို့ပြည်သူလက်မခံလို့လူနဲ့ပေါင်းသင်းလို့မရလို့စက်သဖြင့်ပြစ်ချက်တွေရှိနေတဲ့ကောင်တွေကအဲ့ဒီ task အုပ်စုဆိုပြီးတွားထောင်တာ။တော်နိုင်မှနေရာမရလို့နော်ကိုယ့်ရဲ့အရေးချင်းနဲ့ကိုလိုချင်တဲ့နေရာနဲ့မကိုက်ညီဖြစ်နေတယ် အဲအစတဖြင့်ကိုကဝင်ကြီးချုပ်နေရလိုချင်တယ်ဝင်ကြီးနေရလိုချင်တယ်ဒါပေမဲ့ကိုမကအရေးချင်းမရှိဘူးအဲ့ဒီအတွက်ဘာလို့ဆိုဘေးထိုင်ဘူးပြောပြီးတော့ဟက်ဒီတော်လန်အင်အားစုကိုကျွန်တော်ထိုင်ဖောင်းထုတ်ပြီးတော့ပြောတဲ့အုပ်စုအဲ့ဒီအုပ်စုကတတ်အုပ်စုတီးတန်တတ်တတ်ရှိတယ်နော်အခုအဲ့ဒီအုပ်စုတီတော်တော်ကိုအင်အားကောင်းလာပြီလို့ပြောလို့ရတယ်อืมလက်ရှိစစ်ကောင်စီဟာရန်သူဖြစ်တဲ့ကျွန်တော်တို့ရန်သူဖြစ်တဲ့စစ်အာဏာရှင်ပေါ့နော်စစ်ကောင်စီတို့ဒီနေ့ခေတ်မှာတော်မယ်အာဏာရှင်ဟာတို့ကအဲ့ဒီတတ်အုပ်စုကိုတိုက်ရိုက် ထောက်ပံ့တာမဟုတ်ဘဲနဲ့တွယ်ဝိုက်တဲ့နီးနဲ့ပံ့ပိုးပေးတယ်၊ကူညီပေးတယ်။ data အချက်လက်ကစပြီးတော့ခုနကပြောသလိုပေါ့။တချို့တလေဆိုရင်အဲ့ဒီထဲမှာတို့ရဲ့လူကိုရှို့ပေးထားတယ်။အဲ့ဒီလူကရင်တစ်စက်ဆက်တော်ပြီးမြှောက်ပေးတယ်။တက်ကမုန်းညို့လို့ဟာမျိုးပေါ့။နော်။တက်ကမုန်းညို့ဆိုတာအလုံးတိမယ်။တော်နိုင်အင်အားစုပုံစံမျိုးအဲ့ဒီထဲမှာကြောက်ဖို့အကောင်းဆုံးကအဲ့တက်ကမုန်းညို့လို့ပုံစံမျိုးပူးတက်ခေါ်တယ်။အဲ့ဒီပူတက်တဲ့အားလုံးကဗမာရှိရဲဆိုတော့တပ်အုပ်စုမှာရှိတယ်။သူတို့ကသူတို့ပြောလိုက်ရင်ဒီအာနာရှင်တွေကိုသူတို့ကဖောင်းထုတ်တယ် အဲအနာရှင်တော်နိုင်တယ်ပေါ့ဗျာရှင်ချင်းပြောရင်လူဘိန်းကြိုက်စကားတွေပြောပေးမယ်ဒါပေမဲ့ပြီးလို့ရှိရင်တို့ရောတို့ပြည်သူဘက်ကတော့ရက်တည်လိမ့်မယ်အဲပြည်သူတွေဘက်ကနစ်နာမှာဆိုလို့အာတို့တို့ပြည်သူဘက်ကပြည်သူတွေခမ်းမှာဆိုလို့ဒါပြည်သူဘက်ကနေကာကွယ်ပေးတဲ့ပုံစံမျိုးတို့ရောတို့ပုံဖော်နိုင်မယ်ပြီးလို့ရှိရင်ဘာလုပ်မလဲအဲ့ဒီရန်သူဖြစ်တဲ့အာနာရှင်တွေကိုတခွန်းစားနှစ်ခွန်းစားလောက်တော်လန်တဲ့ပုံစံလုပ်ပေးပြီးတကယ်တို့ရဲ့ဥတီကျဲတိုက်ခိုက်တာဒီရန်သူဖြစ်တဲ့စစ်အာနာရှင်မဟုတ်ဘဲနဲ့တော်လန်အင်အားစုကိုဖြစ်နေလိမ့်မယ် ်တတိစာကြည့်ပါကျွန်တော်ပြောတာအခုလိုကျွန်တော်ရှင်းပြတာဟာကိုတဘောပေါက်မယ်ဆိုရင်မျက်စိနဲ့မြင်အောင်ကိုမျက်စိထဲမှာကို online ပေါ်မှာကို online တုံးဆွနေတဲ့အချိန်မှာဘဒုကိုမြင်အောင်ဟောရဲဆိုတဲ့လူတိုင်းတိလိမ့်မယ်เนาะအဲ့ဒီထဲမှာဒီနေ့ကျွန်တော်ပြချင်တာတော့ဒီလူတယောက်ဒီလူကျွန်တော်နာမည်လည်းမသိဘူးเนาะတိလည်းမသိဘူးမြင်လည်းမမြင်ဘူးဒါပေမဲ့သူ့ video file တွေတက်တက်လာတစ်ခါတည်းရစကားပြောတာအဲရဲဝင်းတူတို့ပုံစံမျိုးပေါ့เนาะရဲဝင်းတူတို့ဆိုလို့ဒါရဲဝင်းတူကြောင့်ကျွန်တော်တစ်ခါမှမပြောဘူးပေါ့ ူပြောတဲ့စကားတွေမှန်တဲ့ဟာတွေတော်တော်များပါတယ်ရဲဝင်းတူပါနော်မှန်တဲ့ဟာတွေရှိတယ်ဒါပေမဲ့ဘာဖြစ်ဝမ်းလဲဆိုတော့တခါကျရင်လူကပြောတင်ပြောထိုက်တဲ့စကားကိုမှန်တိုင်းအချိန်တိုင်းပြောလို့မရအချိန်အခါကာလဒေတံကာလံဒေတံအေကံတဏံဆိုတဲ့စကားလိုပဲကာလဒေတာအချိန်အပိုင်းအခြားကိုကြည့်ပြီးကျွန်တော်တို့ကမှန်တိုင်းစွတ်ပြောနေလို့မရဘူးဒီကာလလိုဟာမျိုးမှာဒီလိုစကားမျိုးကပြောတင်လားမပြောတင်ဘူးလားတက်ရောက်မှုဘယ်လိုရှိမလဲစသဖြင့်သူတို့ချိန်ရတယ် ဒါပေမဲ့ရဲဝင်းတို့ကြတော့ခင်ဗျားကပြောသလိုစွတ်ပြောတဲ့အတွက်အရင်ရှင်းရှင်းတဲ့လူတယောက်ပါနော်ခင်ဗျားကပြောလို့ break လေးထားလိုက်မယ်ဆိုရင်ရဲဝင်းတို့လူမျိုးอ่ะတန်ဖိုးရှိတဲ့လူတယောက်ဖြစ်မှာအဲ့လိုပဲနော်အဲ့ဒီဒီလူတယောက်လည်းအဲ့လိုပဲသူပြောတဲ့စကားပထမနားထောင်လိုက်ချိန်မှာဘယ်လိုပြောမလဲဗီဒီယိုဖိုင်တစ်ခုတည်းလောက်နားထောင်လိုက်ချိန်မှာလူဘေးအကြိုက်ပေါ့အော်တကယ်ထဲ့လိုက်ပြောလိုက်တယ်ဆိုတဲ့ဟာမျိုး ਨੇ အဲ့တော့သူ့ကိုကျွန်တော်ကြည့်လာတာကြားပြီဒါပေမဲ့နောက်တစ်ပြေးပြေးနဲ့ဗာလဲဆိုတော့ဒီလူဟာ ျွန်တော်ခုနကပြော task အုပ်စုကလူဖြစ်နေတယ်ဘူတက်နော်တော်လှန်ရေးအဲ့ဒီဘူတက်လောက်တဲ့ကောင်တွေအင်မတန်ကြောက်ဖို့ကောင်တွေရန်သူထက်ကိုပိုကြောက်ဖို့ကောင်တွေဘာဖြစ်လို့လဲကျွန်တော်တို့ဟာရန်သူဆိုတာမြင်းနေရမင်းကရန်သူငါကမင်းနဲ့စန့်ချင်ဖက်တော်လှန်တဲ့ဘာလဲမင်းရန်သူဆိုတာငါမြင်းနေရတယ်နော်မင်းကောဘာလုပ်မလဲငါကြည့်နေရတယ်မင်းဘာပြောမလဲငါကြည့်လို့ရတယ်ကိုစောက်ခွက်ကိုကိုမှန်တယ်ပြန်ကြည့်ကိုကိုတော့ကြည်ညိုနိုင်ကြီးရလားလို့ နော်အဲ့ဒါပဲပြောချင်တယ်အဲ့တော့မင်းတို့တော်လန်ရေးကိုပူတက်နေတဲ့ကောင်တွေအားလုံးကိုဒယ်ပဲပြောမယ်ဒီနေ့2021ခေတ်က88လုံးမျိုးပေါက်ပန်း40ပြောလို့နားယောင်တဲ့ပြည်သူတွေမဟုတ်တော့ဘူးအားလုံးမှာကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်အမြင်တွေရှိတယ်အတွေးတွေရှိတယ်မင်းတို့တဲ့မင်းတို့ရုပ်တံငါတို့ရုပ်တံကိုကြည့်နေတဲ့ပြည်သူတွေဟာမင်းတို့ငါတို့တဲ့ level မြင့်တဲ့သူတွေအများကြီးရှိတယ်ဆိုတော့အများကြီးပဲဟုတ်တယ်နည်းနည်းလေးတတိလေးထားပြီး break လေးအုပ်ပေးကြဘာဖြစ်လို့လဲယုံဖို့ကောင်းလို့မြင်ရတာနော်စောက်ပြီးမဆိုင်လို့ဒေပြောတာမကျင်နိုင်လဲဒီငါပုံကိုရေး ခန်းစားချက်နဲ့တိလည်းမတိဘူးလူတယောက်ကိုဒါပေမဲ့ကိုရင်းကပြောတော်လန်ရင်နဲ့ပတ်တက်လာတယ်လူလူကောင်းဆောင်နဲ့ပတ်တက်လာရင်တော့ငါတို့ဘလူမျက်နှာမထောက်အောင်မဟုတ်ညီကိုရင်းမောင်နှမရင်းဖြစ်နေပါစေ sorry ပဲအမှန်တရားအမှန်တရားပဲနောက်တစ်ခုရှိသေးတယ်မင်းတို့ကပြောလိုက်ရတဲ့ဒီမိုဒီမိုကရေစီကဘာဖြစ်တယ်ညာဖြစ်တယ်ဟာဒီကာလကလေဒီမိုကရေစီကျင့်သုံးနေတာမဟုတ်ဘူးဟမ်အဲ့ကောင်ပြောစကားမင်းတို့ပြောရင်လူ့ခွင့်ရေးတို့အဲ့ဒီလူ့ခွင့်ရေးတွေဒီမိုကရေစီတွေကျင့်သုံးနေတဲ့ခင့်မဟုတ်ဘူး နော်တော်လိုင်းလှုပ်နေတဲ့ခေတ်မင်းဦးမင်းစော်ငါဦးငါစော်တဲ့ခေတ်နော်အဲ့ဒီဒီမိုကရေစီတွေလူ့အခွင့်အရေးတွေကိုလိုချင်လို့ပါဇက်နဲ့တောင်းတာကိုမရလို့လက်နက်ကင်ပြီးတောင်းနေတာတိုက်နေတဲ့ခေတ်တိုက်ပွဲဝင်နေတဲ့ခေတ်ဒီမိုကရေစီစကားလာမပြောနဲ့ဒီချိန်မှာနော်လူ့အခွင့်အရေးစကားလာမပြောနဲ့မင်းတို့ဘက်ကအဲ့ဒီစကားတွေပြောမယ်ဆိုရင်မင်းတို့အမေလေးစစ်ခွေးတွေကိုအရင်တွားပြောဒီမိုကရေစီတွေလူ့အခွင့်အရေးတွေတွားပြော ိုဘက်ကဒီမိုကရေစီလူ့ခွင့်ရေးတွေကျင့်သုံးပြီးတော့တော်လှန်ရေးကိုပြန်ဗဲဆိုင်လာလို့ရှိရင်ငါတို့ဘက်ကလည်းဒီမိုကရေစီလူ့ခွင့်ရေးတွေစံကြိမ်စံနှုံးနဲ့အညီဗဲပြန်ဆိုင်ပေးမယ်နော်အဲ့တော့တခါကြရင်လေဟိုလူဘိန်းကြိုက်တွေလှုပ်ပြီးတော့အင်းအားနေကွဲအောင်လုပ်နေတာမင်းတို့တွေကယူဖို့ကောင်းတယ်ကွာနော်ဒါတော့ပဲပြောချင်တယ်ဟိုဝင်နေပြလို့ပြောတာမဟုတ်ဘူးဒဲပြောတာမချင်တဲ့လဲတွေနော်အဲ့တပ်အုပ်စုမှာဝင်နေတဲ့စောက်ဖောင်းထုနေတဲ့ကောင်တွေဒါဒဲပြောတာမင်းတို့လှုပ်ရက်ကတော်လန်ရေကိုဖျက်ဆီးပြနေတာအတူတူပဲအဲ့တော့မင်းတို့ဟာ ဒီတော်လန်ရေးမှာရန်တူတဲ့ပိုကြောက်ဖို့ကောင်းတဲ့အောက်တန်းစားတွေပဲကဲဒါတော့ကိုစီရဲ့သုံးသက်ချက်ပဲဖြစ်ပါတယ်နော်အဲ့တော့အားလုံးသိနေနိုင်မယ်ခုချိန်မှာဆိုရင်တော့ကျွန်တော်တော်လိုင်းကြီးကလည်းတော်တော်ယူအချိန်မြင့်နေတဲ့ချိန်ဖြစ်ပါတယ်နော်ဒီချိန်မှာအထိခိုက်လည်းမခံသလိုဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့ဖွဲ့ကိုယ့်ရဲ့တော်လိုင်းကြီးဖွဲ့ပါဆိုတော်လိုင်းကြီးဖွဲ့ကိုပြန်ပြီးထိုးချနေတာပေါ့နော်သူ့ရဲ့ post ဒီသူ့ရဲ့ရေးထားတဲ့စာသားသွားကြည့်လိုက်လေဆိုရင်စစ်ကောင်စီဘက်ကပြောတာနင်းနေ တွန်လိုင်းဘက်ကိုပြောတာများများဖြစ်နေတယ်ပေါ့နော်အဲလိုမျိုးတော့တပ်ပါတီအဖွဲ့တွေကတော့တကယ်ပဲ NDL နဲ့များသလိုဒါမျိုးတွေကခုချိန်မှာမလို့အသေးပါဘူးနော်အဲ့တော့ပြောစရာရှိရင်ပြောတော့ပြောရမှာမှန်ပေမဲ့လည်းအမြဲတမ်းထိုင်ပြုံးနေဖို့လည်းမသိမသိနေသေးတဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့ဘာဖြစ်ပြောကျွန်တော်တို့အခုချိန်မှာဆိုရင်တော်လိုင်းကြီးထဲမှာတော့လူအမျိုးမျိုးပေါ့နော်ဒီလေထဲမှာအများကြီးပါလာတာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီလိုမျိုးသုံးကြတဲ့လူသုံးမကြတဲ့လူပေါ့နော်ဘယ်တော့ပဲသုံးကြကြဒီတော်လိုင်းကြီးဘက်ကို100%မရက်တည်ဘူးဆိုရင်တော့တော်လိုင်းကြီးနဲ့သူတို့နဲ့ကလုံးဝမထိုက်တန်တဲ့သူတွေဖြစ်ပါတယ်နော် အဲ့တော့တချို့ထားခဲ့မယ်လို့ထားခဲ့ပြီထားခဲ့မှာဖြစ်ပြီးတော့စန့်ကြံမယ်လို့စန့်ကြံမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီမနေ့အတွက်တရင်တင်ဆောင်ဗီဒီယိုဒီလောက်ပဲဖြစ်ပါတယ်အစအဆုံးကြည့်ပေးကြတယ်မိဘပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမှန်ခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးရနေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ